မလ28ရက်နေ့ကအားလုံးပြင်းထန်တဲ့ငရင်လောက်ကတ်မှုကြောင့်စကိုင်းမန္တလေးမကွေးပဲခူးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်ရှေ့မြောက်ဒေသနေပြည်တော်ကောင်စီနယ်မြေတို့မှာမြေငရင်တန်းတင်ခဲ့တာဖြစ်ပါတယ်။အားလုံးပြင်းထန်တဲ့ငရင်လောက်ကတ်မှုကြောင့်ဇေဒီပြားများတာနေကစာအုပ်များ လူနေအိမ်များလမ်းများတံတားများလျှက်စစ်တာဝါတိုင်းများဆက်သွယ်တာဝါတိုင်းများနဲ့တမန်များထိခိုက်ပျက်စီးခဲ့တာဖြစ်ပါတယ်။အဆိုပါပျက်စီးမှုများတွေကနေပြည်တော်ကောင်စီနယ်မြေတွင်သောတောက်တော့ရေများဖြန့်ဝေပြီးနေတဲ့ ဒက်ကိနာသီရီမြို့နယ်ရှိရေအောင်မြင်တင်မှန်ဂလင်တန်ကျောက်တမန်များထိခိုက်ပျက်စီးခဲ့တာဖြစ်ပါတယ်။အဆိုပါရေအောင်မြင်တမန်ဟာမြေသားတမန်မျိုးစားဖြစ်ပြီးတမန်မြေ36ပေတမန်လျာ460ပေရေစင်းဧရိယာမှာ7စတူရဲမှန်ရှိပြီးကုန်းကျော်တမန်ရဲ့ဂန်ရည်ပြည့်မဲ့ဖူးတန့်လေဗယ်ထက်မှာတမန်ရဲ့အထက်ပိုင်းနဲ့တမန်ရဲ့အောက်ပိုင်းတမန်ကိုယ်တဲ့တစ်ခုလုံးမှာမြေငရင်တန်ကျောက်ကျိုးပြက်ပြိုကျအကွဲမှုဖြစ်ပေါ်လျက်ရှိတဲ့အတွက် တက်ဆိုင်ရာမှာယာယီတပ်တမန်ဖြစ်ဆိုဗာယီတပ်တမန်၏အောက်မှာကုန်းကျော်တမန်တဲ့တခုတိဆောက်ကဒုတိယကုန်းကျော်တမန်နေရာမှာတာထောက်၍တာပြန်ဖို့ခြင်းလုပ်ငန်းများအားပြန်လည်ပြုပြင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။အလားတူစပူတိရီမြို့နယ်ရှိရေငန်တမန်ဟာမြေသားတမန်မျိုးစားဖြစ်ပြီးတမန်မြစ်ပေ30တမန်လျာ1000ပေရေစင်းဧရိယာမှာတထောင်နေရာကရှိပြီးတမန်ရဲ့ထိပ်ပြင်နဲ့တမန်အောက်ပိုင်းမှာအကြောင်းများဖြစ်ပေါ်ပြီးမြေသားရောပြတ်ခြင်းများဖြစ်ပေါ်ခြင်း ရေတောက်ပြန်ဤတမန်ရဲ့အထက်ပိုင်းနဲ့အောက်ပိုင်းဟာငရင်တန်းကြောင့်ကျိုးပြက်အကွဲမှုများဖြစ်ပေါ်ခဲ့တဲ့အတွက်တပ်ဆိုင်ရာတာဝန်ရှိသူများကတမန်တွင်မှရင်များလျှော့ချပြီး ရောပြက်နေတဲ့အပိုင်းများအားဖယ်ရှားကမြေသားများပြန်လည်ဖို့ခြင်း ကျိုးပြက်အကွဲမှုများအားဖယ်ရှားခြင်းမြေသားတာဝန်တစ်ခုကိုဖိုးထုတ်ပြီးအကြောင်းများဖယ်ရှားကမြေပြန်ဖို့ခြင်းလုပ်ငန်းများပြုလုပ်ပြီးပြင်ဆင်ဆောင်မှုများအမြန်ဆုံးဆောင်ရွက်လည်ရှိပါတယ် ဆယ်တမန်များကြံ့ခိုင်မှုများဆစ်ဆီပြီးတမန်အောက်ခြေသို့ဆစ်ဆီရန်လိုအပ်ပါကရင်ကောက်ဖွဲ့ဖြင့်ရေရောက်ကင်မရာများသုံးပြုကဆစ်ဆီခြင်းများဆောင်တော်မှာဖြစ်ကြောင်းသိရှိရပါသည်ခင်ဗျာ။